မုတ်စီကျော်မရခင်မှာဝေစုလူရင်နဲ့ဒဲအိုဘာကွဲမဲ့ဂိတ်ဆိုပြီး TM Media ကိုသိမ်းမြတ်ကစစ်အနိုင်တိုက်ရေးကိုရည်ရွယ်ပြီးထောက်ပြခဲ့ပါတယ်အာနာခွဲဝေရေးဆိုတဲ့စကားလုံးဟာတော်လန်ရေးရဲ့အချိုမိတ်ဆုံးအစိတ်လားအခြေခံအုတ်မြစ်လားဆိုတာကိုကျွန်တော်တို့ခွဲခြားစိတ်ဖြာကြည့်ရအောင်ပါကိုသိမ်းမြတ်ရဲ့ထောက်ပြချက်ကအလွန်ကိုပဲပေါ်လွင်ပြီးတော့အသိမြင့်ပါတယ် စစ်ကိုအရင်နိုင်အောင်တိုက်ဆိုတဲ့ရတ္တိချက်ရဲ့အာပါချက်ဟာလည်းရှင်းတယ်။အောင်ပွဲဟာအရာအလုံးရဲ့အခြေခံဆိုတာသဘောတရားအမှန်ပါပဲ။အောင်ပွဲမရှိရင်ဘယ်လိုနိုင်ငံရေးသဘောတူညီချက်ကိုမဆိုတန်ဖိုးမရှိတဲ့စစ်ကူစုပ်ပဲဖြစ်မှာပါ။ဒါကနိုင်ငံရေးရဲ့တာမဏိစည်းမျဉ်းလို့လည်းပြောလို့ရပါတယ်။ဆိုလိုချင်တာကစစ်ပွဲနိုင်မှာစပွဲဝိုင်းမှာနေရာရမယ်။စစ်ရှုံးရင်တော့သူများရဲ့စီရင်မှုကိုခံရမယ်ဆိုတဲ့သဘောပါ။အာဏာမရခင်မှာ ဝေစုလူလို့ပြုတ်ကွက်ခဲ့တဲ့ဖာစာပါလာတမိုင်းကိုသင်္ကန်းစာယူဖို့တင်ပြခဲ့တယ်။အချက်လက်တော်တော်ခိုင်ပါတယ်။အဲ့ဒီရတ္တိချက်ဟာရက်ဆက်ပေမဲ့လက်တွေ့ကြတဲ့သဘောတရားဖြစ်ပါတယ်။စစ်နိုင်ရေးပထမဆိုတဲ့ logic မှာအန်ဒီရဲ့ကြီးတဲ့လူဟိုးဆိုတဲ့ဟာကွက်အပေါက်ကြီးတစ်ခုရှိပါတယ်။အဲ့ဒါကနိုင်ငံရေးယုံကြည်မှုကွာဟချက်ဖြစ်ပါတယ်။နေပေါင်းများစွာကတည်းကအမြင့်တွယ်နေတဲ့တန်တရားတွေမယုံကြည်မှုတွေနဲ့တမိုက်တန်ရာတွေကိုလစ်လျူရှုပြီးတော့အရင်တိုက် နောက်မှရှင်လို့ပြောတာဟာမဟာမိတ်တွေရဲ့အသက်ကိုတောင်းပြီးတော့သူတို့ရဲ့နိုင်ငံရေးအနာဂတ်ကိုအာမမခံတာနဲ့အတူတူပဲဖြစ်ပါတယ်။အဲ့ဒီယုံကြည်မှုကင်းမဲ့မှုကနေမဟာပြူဟာမြောက်ကွဲပြားမှုဆိုတဲ့အခြေအနေဖြစ်လာပါတယ်။ဘုရားသူကိုတိုက်နေပေမဲ့ဘုံကြီးမှန်းချက်တစ်ခုခက်ခက်မမမရှိရင်စေရင်းညညမှုပျက်စီးပြီးတော့တော်လိုင်းတစ်ခုလုံးကိုပါအန်ဒီရဲ့ဖြစ်စေနိုင်ပါတယ်။ဥပမာပေးရရင်တော်လိုင်းရေးဆိုတဲ့ကားတစ်စီးအင်ဂျင်ဘလောက်ဖြစ်တဲ့နိုင်ငံရေးယုံကြည်မှုက ပေးပါတယ်အဲ့ဒီအကြောင်းကိုလေးလူရှုပြီးတော့စစ်နိုင်ရေးလီဘာကိုစွပြီးတော့နင်းလေလေအင်ဂျင်ပေါက်ကွဲပြီးတော့ခရီးမဆုပ်ခင်ပျက်စီးဖို့နီးလေလေဆိုတဲ့သဘောနဲ့တူပါတယ်အာနာခွဲတန်းအရင်လားစစ်အနိုင်တိုက်ရေးလားအဲ့ဒီမေကွန်မကိုကတေချာစဉ်းစားကြည့်ပါတော်လိုင်းရေးကိုထောင်ချောက်ဆင့်နေတဲ့သဘောဖြစ်တဲ့ရွေးချက်စရာအမားတစ်ခုပါဝင်နေပါတယ်တကယ်ကပြည်သူအကျိုးအတွက်ဆိုရင်အဖြေကတစ်ခုကိုရွေးဖို့ဆိုတာမဟုတ်ပါဘူး လမ်းကြောင်းတစ်ခုကိုတပြိုင်နက်ထက်ဖော်ဆောင်ဖို့ပဲဖြစ်ပါတယ်။နံပါတ်၁ဘုံရသူကိုအမြင့်ဖြတ်ဖို့စစ်စင်ရေးဆိုင်ရာတပ်ပေါင်းစုတည်ဆောက်ရမယ်။နံပါတ်၂ကအနာဂတ်ကိုအာမခံမဲ့နိုင်ငံရေးဂတိကဝတ်မူပေါင်းသဘောတူမူရဖို့လိုပါတယ်။စစ်ရေးအောင်ပွဲကနိုင်ငံရေးအတွက်လမ်းဖွင့်ပေးတယ်လို့ပဲနိုင်ငံရေးဂတိကဝတ်ဟာလည်းစစ်ပွဲနိုင်ဖို့အတွက်လိုအပ်တဲ့ယုံကြည်မှုကိုတည်ဆောက်ပေးတာဖြစ်ပါတယ်။လက်လက်ကင်တိုက်ပွဲဆိုတာက နိုင်ငံရေးပန်းတိုင်ကိုအကောက်ထက်ပေါ်ဖို့တူးကရိယာတစ်ခုပါပဲကျွန်တော်တို့ပန်းတိုင်ဖြစ်တဲ့ဂိုးနဲ့တူးကရိယာကို ရောထွေးလို့မရပါဘူးတာကပြရရင်ဗျာယထာလန်းကိုအပြိုင်ခင်းတဲ့သဘောမျိုးနဲ့တူးပါတယ်ရှေခရီးဆက်ဖို့ဆိုရင်ဘက်ဖက်တန်လန်းစည်ရေးဆိုတဲ့လမ်းကိုခင်းတယ်ညဖက်တန်လန်းနိုင်ငံရေးဂတိကဝတ်ကိုတပြိုင်နက်တည်းခင်းပြီးတော့ယုံကြည်မှုဆိုတဲ့ဇလီဖားတုံးတွေနဲ့ချိတ်ဆက်ထားဖို့လိုပါတယ် လမ်းတစ်ချမ်းတည်းသာခင်းမဲ့ဆိုရင်တော့ဘယ်တော့မှခရီးမရောက်နိုင်ပါဘူးကျွန်တော်အခုပြောတဲ့ခွဲခြားစိတ်ဖြောက်မှုကိုကျွန်တော်မိတ်ဆွေတွေဘယ်လိုမြင်ပါသလဲဒါကွန်မန့်မှာရေးခဲ့ပေးပါအခုပြောခဲ့တာတွေအပေါ်မှာဆက်ပြီးဆွေးနွေးဖို့မိကွန်းတစ်ခုမေးချင်ပါလေလက်ရှိအခြေအနေမှာခိုင်မာတဲ့စစ်စင်ရေးဆိုင်ရာတပ်ပေါင်းစုနဲ့နိုင်ငံရေးကတိကဝတ်မူပေါင်းနှစ်ခုလုံးကိုတပြိုင်နက်တည်းတိစောက်ဖို့အကြီးမားဆုံးအဟအတားကဘာဖြစ်မလဲ။